မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ3ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့ AB လ22ရက်နေ့အထိအပြည့်ရထားမယ်လို့ KIO KIA ကြေညာလိုက်ပြီးတော့တော်လန်ကြီးအဖွဲ့တွေကိုပြောထားတဲ့အချက်တွေစစ်တပ်ကိုယ်တိုင်လိုက်နာဖို့တတိပေးတဲ့တရင်ကိုတင်ပြပေးပါမယ်။ AB လ22ရက်နေ့အထိအပြည့်ရထားမယ်လို့ KIO KIA ကြေညာလိုက်ပြီးတော့တော်လန်ကြီးအဖွဲ့တွေကိုပြောထားတဲ့အချက်တွေစစ်တပ်ကိုယ်တိုင်လိုက်နာဖို့လိုတယ်လို့ KIO KIA ဘက်ကတတိပေးပြောကြားလိုက်ပါတယ်။ ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ရထားမယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပြီးတဲ့နောက် KIO KIA ဘက်ကသတင်းထုတ်ပြန်ရမှာအခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ KIO KIA အနေနဲ့ဒီကာလအတွင်းခုခံကာကွယ်တာကလွဲလို့ထိုးစစ်ဆင်တိုက်ခိုက်တာတွေရပ်ဆိုင်းထားမယ်လို့အသိပေးထားပါတယ်။စစ်ကောင်စီဘက်ကယာယီအပြည့်ရထားမယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းငလင်းဘေးဒဏ်ကြောင့်ကိုကြီးကေစေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ထုတ်ပြန်လိုက်တာလို့နားလည်ရတဲ့ ကြောင်း KIO KIA ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်အပိုက်၄ပါအကြောင်းအရာနဲ့အချက်လက်တွေကိုဒိုင်းသာတော်လန်ရေးအဖွဲ့တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေသာမကစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုတယ်လို့ဆိုထားပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပိုက်၄မှာယာယီအပြည့်ရဲ့ကြေညာထားတဲ့ကာလအတွင်းဒိုင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်ခြင်းများအင်အားစုဆောင်ခြင်းပြင်းစင်စုဖွဲ့ခြင်း နေမြေချဲ့ထွင်ခြင်းစတာတွေမလုပ်ဖို့ကန့်သက်ထားပြီးလုပ်ခဲ့မယ်ဆိုရင်တုံ့ပြန်သွားမယ်လို့ဖော်ပြထားပါတယ်ဒီထုတ်ပြန်ချက်အပိုက်လေးနဲ့ပတ်သက်လို့ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ဒုတိယဘူချုပ်ကြီးခွမ်မော်ကတဘာဝဘေးပြန်လဲထူထောင်ရေးလုပ်ငန်းဟာရေရှည်လုံးရမှာဖြစ်တဲ့အတွက်ကြောင့်အပြည့်အရကျညာချက်တွေကို SCC အပါအဝင်တိုက်ပွဲဆင်နွှဲနေသူတွေအားလုံးလိုက်နာဖို့လိုတယ်လို့မှတ်ချက်ပြုထားပါတယ် မလ28ရက်နေ့ကအင်အားပြင်းလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်အမျိုးသားညီညွတ်ရေးအစိုးရကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ငလင်တန်တဲ့ဒေသတွေနဲ့ဆက်ဆက်နေတဲ့ဒေသတွေမှာခုခံကာကွယ်စစ်လွဲပြီးတော့ထိုးစစ်အားလုံးမလ30ရက်နေ့ကနေအေဘီလ12ရက်နေ့အထိရပ်ဆိုင်ထားမလို့မလ26ရက်နေ့မှာအစောဆုံးကြေညာခဲ့ပါတယ်ငလင်နောက်ဆက်တွဲကေဇေးကြီးလုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာထိုးစစ်တွေလုံးမမဟုတ်ပဲ တလားတာအပြည့်ရက်မယ်လို့မြောက်ပိုင်းမှာမိညီနောင်သုံးဘွဲကလည်းအေဗီလာတရက်နေ့မှာထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆလဘီစေကောင်စီကအပြည့်ရက်ထားမယ်လို့ကြေညာပြီးနောက်ရက်မှာပဲဝိုင်းမော်ဘက်ကစီးလှုပ်ရှားလာတဲ့အတွက်တိုက်ပွဲဖြစ်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် အကြံဘက်စစ်ကောင်စီကငလင်ဘေးကဲစည်ရဲ့အတွက်ရက်ပေါင်း20ကြာအပြည့်ရထားမယ်လို့မနေ့ကညကကြေညာခဲ့ပေမဲ့ဒီကနေ့မနက်ပိုင်းမှာကချင်ပြည်နယ်ဝိုင်းပေါ်မြို့နယ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစေရေးလှုပ်ရှားလာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါရယ်အကြံဘက်စစ်ကောင်စီကအေဗီလာ၂ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ရကာလအပြည့်သတ်မှတ်ပြီးတော့ငလင်တန်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးနဲ့ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေဖို့အပြည့်ရထားမယ်လို့ကြေညာခဲ့တာဖြစ်ပါရယ်အခုလိုကြေညာ ားထားပေမဲ့ဒီကနေ့မလ3ရက်နေ့မနက်ပိုင်းမှာဝိုင်းမော်မြို့နယ်မှာရှိတဲ့ခလာရ58တက်ရင်ကလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အပြင်စီရေးလှုပ်ရှားမှုတွေပါလုံဆောင်လာတာကြောင့် KIA တပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်လာတာလို့ဒေသတင်းရင်းမြစ်တွေကဆိုထားပါတယ်မနက်7:15မိနစ်လောက်ကစပြီးတော့မိုင်းတာဘက်ကတက်လာပြီးတော့လက်မြန်ကွန်ကရစ်တံတားကနေ KIA တက်တွေရှိတဲ့နေရာကိုစစ်ကောင်စီဘက်က ပြစ်ခတ်တိုက်ခိုက်လာတာလို့ဒေတာတွင်သတင်းရင်းမြစ်တွေရဲ့အဆိုကိုကိုးကားပြီးတော့ဒေတာတွင်သတင်းဌာနအချို့ကဖော်ပြထားကြပါရယ်လက်မြန်ရွာအထက်ပိုင်းကို KIA နဲ့ပူးပေါင်းတပ်တွေတပ်ထင်းချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်လာတာလို့အသိပေးထားတာဖြစ်ပါရယ်ထို့အတူဒီကနေ့မနက်6နာရီလောက်ကစပြီးတော့မိတ်ချီလာရှမ်းတဲလေတက်ကဝိုင်တွဲလီရင်ကစကိုင်းတိုင်းအင်းတော်မြို့ကိုဘုံ30လုံးကျေးချခဲ့တယ်လို့လေချောင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ NAS NAS လေချောင်းရံကင်းထောက်အဖွဲ့က တည်င်းထုတ်ပြန်ထားပါရီအဂျမ်ဖက်စစ်ကောင်စီရဲ့ယာယီအပြစ်ရဲ့ကြေညာချက်အပေါ်တုံ့ပြန်တဲ့အနေနဲ့ KIU ဘက်ကလည်းရက်20ကြာအပြစ်ရက်မယ်လို့ထုတ်ပြန်ကစစ်တပ်အနေနဲ့ကြေညာချက်အတိုင်းလိုက်နာဖို့တတိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးစစ်ဘေးစစ်တံနဲ့တဘာဝဘေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့အရသာပြည်သူတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အမျိုးသမီးတအူးသိဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စစ်ဘေးစစ်တံနဲ့တဘာဝဘေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့အရသာပြည်သူတွေကိုငဲ့ညာထောက်ထားတာမရှိဘဲပြည်သူလူထုနေထိုင်ရာကျေးရွာအတွင်းကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတအူးသိဆုံးခဲ့ရတယ်လို့ KNU ဗဟုကဒီကနေ့ဧပြီလ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ကရင်အမျိုးသားအစည်းအရုံးကော်သူလီအုပ်ချုပ်နေမြေဒူပလာယာခရိုင်ဂျုံဒူမြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲအ ကြမ်းဖက်စစ်တပ်ကအေဘီလာ၁ရက်နေ့ညနေ9:00နာရီခွဲမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်တီးဆုံးရတာလို့ဆိုပါတယ်။ကြုံတိုးမြို့နယ်မြောက်ကြာအင်းအုပ်စုဝိဇာကုန်းကြီးရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်တာမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီတပ်စကခ၁၂လက်အောက်ခံတပ်တစ်အမြောက်ကုန်းကနေ 120မမလက်နက်ကြီး၅လုံးပစ်ခတ်ခဲ့ရာလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဝိဇာကုန်းကြီးရွာကအသက်58နှစ်အရွယ်အမျိုးသမီးတဦးနှလုံးဖောက်ပြီးတော့နောက်ပြန်လေးကြရာကအုတ်ခုံနဲ့ရိုက်မိပြီးသေဆုံးသွားခဲ့တာလို့အသိပေးထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုစစ်ဘေးစစ်တမ်းနဲ့တဘာဝဘေးဒဏ်တွေကြောင်းအသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးခဲ့ရပြီးတော့ဒုက္ခရောက်နေချိန်မှာအာဏာသိမ်းထားတဲ့အကြမ်းဖက်စစ်ကောင်စီဟာလူသားချင်းစာနာထောက်ထားမှုမရှိဘဲစစ်ရေးပြစ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အုံတွေပြည်သူစည်းရုံစည်းကမ်းတွေစာသင်ကျောင်းတွေနဲ့အပြစ်မဲ့အရက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့ရွေကျက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်နေတာလို့ KNU ဘဟုကထုတ်ပြန်ထားပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။